ဲမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမ္မီယဆန်ဆန်ဝတ္ထုတွေတရေသစေဝတ္ထုတွေကိုဖတ်ပြပေးနေမြဲကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စာရေးဆရာခက်စော်ရေးသားထားတဲ့အလောင်းအပိုင်းခုနှစ်ပဲဖြစ်ပါလေရှင်တားကြီးဟာမင်းကတော့꽌ိမဲကွာတက်မောင်မောင်ကရင်းနှီးချမ်းကိုငှဲ့ရင်စိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ် တစ်ခေါက်လောက်တော့မင်းတွေးလိုက်ပါကွာတနာပါတယ်ဒီစော်မျိုးတွေကတစ်ခေါက်တောင်အတွေ့မခံသင့်ဘူးဆိုမို့ရတကယ်ဒင်းချာမှာပြီးတော့နောက်တစ်ပတ်ဆိုရမုံဦးကဒီကိုရောက်လာတော့မှာငါအားလုံးဇရားတွေအပြတ်ရှင်းထားမှရမယ်သူရှိနေတုန်းတစ်ခုခုဖြစ်လို့မရဘူးသူရှိနေတုန်းဒီမှာငါတို့ကလက်ထပ်ခွင့်တင်တော့မှာရမုံဦးဆိုတာတက်မောင်မောင်နှစ်ပွင့်ဘဝနဲ့ကျိုင်းတုံမှာနေခဲ့တုန်းက ်ဗျူဟာမှုရဲ့သမီးပါအဲ့ဒီကလေးကကြိုက်နေကြပြီးတက်မောင်မောင်ကလည်းဘလောက်ရှုပ်ရှုပ်ရမုံဦးကိုပဲလက်ထက်မဲလို့ဆုံးဖြတ်ထားပါလေအေးလေမင်းကလည်းအဲ့ဒါကြောင့်မျက်နှာချင်းဆိုင်တွေ့ပြီးပြောလိုက်လို့ပြောနေတာဟာမလုံးနဲ့ငါကောင်အဲ့ဒီတွေ့မိတဲ့တခါမှတင်းမဲသူကဘလို့အကွက်နဲ့အပိုင်ချီမဲမပြောနိုင်ဘူးဟာစော်လေးကငဲသားငဲတာအဆွေနဲ့ မင်းလိုမဦးမလဲကောင်းကတော့သူ့တော်ကီတွေကြားအဟုတ်မတ်နေမှာမင်းကွာသူများသားသမီးကိုဟဲ့အောင်လူပြိုအပြိုနှစ်ဦးသဘောတူချစ်ကြတာကွာတွဲဖို့အဆင်မပြေလို့လမ်းခွဲတာပဲမင်းသိတ်တနာရင်လည်းမင်းမယ်ငါနေရာဆက်ခံလိုက်လေတငယ်ချင်းရနောင်ရကန်တဲ့ဘေးကရွှေတောင်ပန်းစားတော့ဆိုင်လေးရဲ့အပြင်ဘက်စပွဲ အေးတီရာမျိုးဟာ ရေကန်အလဲကို ဖြတ်ထိုးထားတဲ့သရားလေးကိုခတ်ဆွေးဆွေးငေးနေတယ်။နေဝင်တော့မယ်။သူတို့ကြားဘာစကားမှမဆိုမိကြသေး။အောင်စိုးမိုးအနေနဲ့လဲဖြစ်နိုင်ရင်ဘာစကားမှမပြောချင်ပါဘူး။ဒီသနားစရာကောင်းမလေးကိုဟိုကောင်ပြောတဲ့စကားလုံးတွေသူဘယ်လိုပြန်ပြောရပါမလဲ။အကူအေးတီရာမျိုးအတန်ကသူ့နားတဲ့ဟိုးအဝေးကြီးကလာတယ်လို့မျိုး။ အကိုသူနဲ့တွေ့တော့သူကဘာပြောလဲဟင်အောင်စိုးမိုးတက်ပြင်းချလိုက်တယ်ညီမကို तू ထပ်မတွေ့ချင်တော့ဘူးတဲ့ဩပြီးတော့ तू လက်ထပ်ခွင့်တင်တော့မယ်စကားအဆုံးမှာအောင်စိုးမျိုးအောင်စိုးမိုးဟာအေးတီရာမျိုးရဲ့မျက်နာကိုကြည့်လိုက်တယ်သူမရဲ့မျက်ဝန်းညူညူတွေဟာမှိုင်းနေပေမဲ့သူ့နှုတ်ခမ်းတွေကတော့လှောင်ပြုံးပြုံးနေတယ်လို့မျိုးဟိုကောင်တက်မောင်မောင်ကိုပဲလှောင်သလား ို့ရင်တွဲခဲ့မှုတဲ့လူတွေကိုပဲလှောင်သလားလောကကြီးကိုပဲလှောင်နေသလားနောက်6လဆိုမျိုးအဖေကပင်စင်ယူတော့မယ်အကူမစီမဆိုင်စကားပေမဲ့သူခေါင်းငိမ့်လိုက်တယ်မျိုးလဲဒီမျိုးကထွက်သွားရတော့မှာပါဘာကြောင့်မှန်းမသိအောင်ဆိုးမိုးရင်နဲ့ဟာကနဲ့ခန်းစားလိုက်ရတယ်မျိုးဘီယာတောက်ချင်တယ်အကူဝယ်တိုက်ပါလားအောင်ဆိုးမိုးကဝိတ်တာကိုခေါ်ပြီးဘီယာနှလုံးမှားလိုက်တယ် ဘီယာရောက်လာတော့ခွက်ထဲငှဲ့ပြီးအေးဒီရာမျိုးစီကမ်းပေးလိုက်တယ်။အေးဒီရာမျိုးကအေးဆက်နေတဲ့ဖန်ခွက်ကိုကင်ပြီးဂလုဂလုနဲ့ဘီယာကိုအဆက်မပြတ်မော့ချလိုက်တယ်။음ရင်တွေပူနေခဲ့သလားကောင်းပါလေးရဲ့။အကူသိလား။အေးဒီရာမျိုးဟာဘီယာခွက်ကိုစပွဲပေါ်စောင့်ချလိုက်ပြီးအရင်မရှိအဖျားမရှိမေးပြန်တယ်။ဟမ်အကူသိလားလို့ဘာလို့လဲညီမ ။အော်ဟုတ်တာ။မျိုးကမျိုးစိတ်ထဲတွေးနေတာကိုမေးကြည့်လိုက်တာ။ Sorry ။ညီမကဘာတွေတွေးနေလို့လဲ။အေဒီရာမျိုးကဘီယာကိုထတ်ငဲ့ပြန်ပါတယ်။မျိုးကိုသူတို့အားလုံးကညာခဲ့ကြတယ်။မျိုးကိုတကယ်မချစ်ပဲညာခဲ့ကြတယ်။ဒါပေမဲ့မျိုးကသူတို့ကိုထတ်ယုံနေမိတာပဲ။မျိုးကစောက်ပေါ်မှာပဲ။စောက်အပေါ်စားမှာပဲ။ဒါကို အကူသိလားလို့ အောင်ဆုံးမှုရင်တဲ့နှင့်ခနဲ့ဒီလိုငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့ကောင်မလေးဟာချူလိုသူတွေရဲ့တတ်မဲ့မှုခင်းထားတဲ့အလေးညာတွေအောက်ဘလောက်အနေထားထိကြွေမွားခဲ့ပြီးပြီတဲ့လေအကိုဘီယာမှပေးအောင်တော်ပြီလေညီမမူးသွားမယ်မူးပါစေဒါမှမျိုးပြောချင်တာပြောလို့ရမှာပြီးတော့မျိုးပြောသမျှနားထောင်ပေးမယ်အကိုရှိတုံးလေးရင်ဖွင့်ရတာသိလား အောင်ဆိုးမိုးတက်ပြင်းချလိုက်တယ်။ခေါင်းကိုခက်ပြေးပြေးခါပြီးဘီယာနောက်တစ်လုံးနဲ့ဝီစကီတစ်ပြားမှားလိုက်တယ်။သူ့ဘာမူးမှဖြစ်တော့မယ်လေ။နောက်ရက်တွေနောက်ရက်တွေအေးဒီရာမျိုးနဲ့အောင်ဆိုးမိုးညနေတိုင်းနီးပါးတွေ့ဖြစ်လာကြတယ်။ဧဒီရာမျိုးရဲ့ဒံယာတွေဟာအောင်ဆိုးမိုးရဲ့ဖေးမမှုတွေနဲ့အတူအနာကျက်တီထက်ကျက်လာပြီပေါ့ အောင်ဆိုးမိုးကလည်းအေးဒီရာမျိုးကိုတနားရာကနေတဖြည်းဖြည်းစိတ်ဝင်စားလာတယ်။ဒီလိုနဲ့မတ်လ23ရက်နေ့မှာသူတို့တရားဝင်ချစ်သူတွေဖြစ်သွားကြတယ်။အောင်ဆိုးမိုးဟာအေးဒီရာမျိုးကိုရမက်ရှိတဲ့တင်မထားတဲ့တနားချစ်နဲ့မျက်မျက်နူးနူးချစ်ခဲ့တယ်။အေးဒီရာမျိုးအတွက်လည်းသူ့အကြောင်းကိုနားလည်ပြီးသူ့ကိုတကယ်ချစ်တဲ့အောင်ဆိုးမိုးလန်ဒရာအင်ဂျင်နီယာတယောက်ဖြစ်တဲ့အောင်ဆိုးမိုးဟာ ဘလို့မှညင်းရက်စရာမရှိ သူတို့နှစ်ဦးရဲ့ချစ်သူဖြစ်စာရက်ဆွဲတွေဟာဖြူစင်တန်ရှင်းစွာနဲ့ပျော်စရာကောင်းခဲ့ပါလေအဲ့ဒီလိုနဲ့သူတို့ချစ်သူတက်တန်းတလားပြည့်တဲ့နေ့မှတ်မှတ်ရရတကြံအကျူနေ့အေးဒီရာမျိုးဟာချိန်ထားတဲ့နေရာကိုရောက်လာပါတယ်။အောင်ဆိုးမိုးဟာချစ်သူနဲ့ရှောက်လဲရင်တလားပြည့်အထိမ့်မှတ်ပွဲလေးကိုကျင်းပဖို့ပြင်ဆင်ထားပြီးသား ညီမလေးကိုကိုရေလောင်းမယ်နော်အောင်စိုးမိုးကဆိုင်ကယ်ဘောက်စ်ထဲကရေမွေးနဲ့ဆက်ထားတဲ့ရေတန့်မှုကိုယူပြီးအေးဒီရာမျိုးရဲ့ပခုံးပေါ်ကိုလောင်းလိုက်တယ်အေးဒီရာမျိုးရဲ့မျက်နာက ပြုံးမနေပဲခက်ညူးညူးဘာဖြစ်လို့လဲကိုကိုရေလောင်းတာမကြိုက်လို့လားမဟုတ်ပါဘူးမျိုးစိတ်ညစ်စရာရှိနေလို့ပါကဲကိုကိုရဲ့တီတာလေးဘာဖြစ်လဲပြောဘာလဲ ဟိုဖရူးဆိုးကကောင်လိုက်နောက်ရက်လိုက်နောက်ရက်ပြန်ပြီလားအဲ့ဒီကောင်ကိုကိုနဲ့မတိုးသေးလို့ပါအေးဒီရာမျိုးကဘာမှပြန်မပြောပဲဆိုင်ကယ်နောက်ကတက်လိုက်တယ်ဘယ်သွားကြမလဲထီစဲခိုင်းရေတကွန်ဖက်သွားမလားဓမ္မမဟုတ်ဘဟုမန်းတက်ရှိလဲခြင်းလားမျိုးကိုကိုကိုပြောစရာရှိတယ်နောင်ရကံဘက်ကလူရှင်းတဲ့တနေရာကိုသွားရအောင် အောင်ဆိုးမိုးလည်းဆိုင်ကယ်ကိုမောင်းထွက်လာလိုက်တယ်။တကြံအကျူနေ့မနဲ့မှုနောင်ရကန်ဟာလူသိမ့်မစီသေးပါဘူး။ကန်ရှိရမန်တက်ကတော့အဖွင့်တချင်းနေစူနေကြပါပြီ။ကန်ရဲ့ဟိုးဘက်အဆုံးစီမှာဆိုင်ကယ်ကိုရပ်လိုက်တယ်။ဧဘရယ်ရဲ့အပူဟာစတင်ပူစပြုတ်နေပြီ။ပြောလီညီမပြောစရာရှိတယ်စု။အေးဒီရာမျိုးကဆိုင်ကယ်ပေါ်ကမစင်းသေးပဲ အောင်စိုးမိုးရဲ့ခါကိုတိုင်ဖက်လိုက်တယ်။ပြီးတော့ကြောကိုသူ့ရင်ဘက်နဲ့ကတ်ထားလိုက်တယ်။မြို့ကူကူနဲ့တွေ့မှပြောရပါတယ်။ကူကူကလည်းယုံကြည်တယ်၊ချစ်တယ်။အတန်ကခတ်တူးတူး။ကူကူသိတယ်လေမြို့ရဲ့အဲ့ဒါဘာဖြစ်လဲ။အောင်စိုးမိုးရဲ့ကြောပြန်မှာပုံနွေးဆူဆွတ်တဲ့အထီးတွေ့ကိုခန်းစားလိုက်ရတယ်။ဒါမြက်ကြီး။ညီမဘာဖြစ်တာလဲ။ဘာလို့ငိုတာလဲ။ အောင်ဆုံးမိုးကဆိုင်ကယ်ပေါ်ကဆင်းပြီးအေးဒီရာမျိုးကိုမျက်နှာချင်းဆိုင်လိုက်တယ်။အေးဒီရာမျိုးကမျက်ရည်တွေကိုလက်နဲ့တုပ်ပစ်တယ်။မျိုးကူကူနဲ့လမ်းခွဲမယ်။ဘာလဲ?ဘာဖြစ်လို့လဲညီမရဲ့။ကူကူညီမကိုစိတ်ဆိုးအောင်ဘာလုပ်မိလို့လဲ။မဟုတ်ဘူး။ကူကူမှာဘာအပြစ်မှမရှိဘူး။ဒါဆိုဘာလို့ညီမမှာကိုဝင်ရှိနေပြီ။ဟာ။ လေးလာတဲ့အောင်စိုးမူမြေကြီးပေါ်ခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်။တကြံအကြက်နေနဲ့ဆက်တနာကြီး။သင်ကြံမယ်တွေပြောပါစေ။ရွှေမန်းမြို့မှာတည်လင်းမှုရာ။အုံးဝင်းငန်းမြို့မှာလာပြီလေ။ဒီချိန်ဒီခါရွှေဝါမြေလာချောစုရာစတူဒီယာမြေစတူမဟာဘုံနောင်း ညီနီကုန်း KTV တဲ့ကောင်မလေးတယောက်ဘီးမှထားရင်တချင်းစုနေတဲ့တက်မောင်မောင်ဟာစိုလက်စတချင်းတန်ရက်သွားတယ်။ကောင်မလေးတွေခဏအပြင်ထွက်ပေးကြနော်။အောင်စိုးမိုးက9000နန်းတရွက်စီပေးလိုက်တော့ KTV KTV မဲလေးနှစ်ယောက်ကအပြင်ကိုခတ်တုတ်တုတ်ထွက်သွားကြတယ်။အခန်းတကားဝမှာရက်နေတာကအေးစီတာမျိုး။အောင်စိုးမိုးက remote ကိုယူပြီးတချင်းတန်ကိုရက်လိုက်တယ်။ ဲ့အောင်စိုးမိုးမင်းဒါဘာလုပ်တာလဲညီမဒီကိုလာထိုင်အောင်စိုးမိုးကအေးဒီရာမျိုးရဲ့လက်ကိုဆွဲပြီးထိုင်ခိုင်းလိုက်ပါတယ်မင်းကငါတို့ပြောစရာရှိလို့တတ်မောင်းဘာလဲကွာမင်းတို့ကမင်းတို့ညိနေကြတာငါနဲ့ဘာပတ်သက်တော့လို့လဲလီကွာဇရားလာရှုပ်ပြန်ပြီမင်းက KTV မှာကဲကြမယ်ဆိုလို့ငါလာတာနော်ဟေ့ကောင်ခုထပြန်မှာနေပါအောင်ကွာ မင်းနဲ့အေးဒီတာမျိုးကိုငါဒီလိုမျက်နှာချင်းဆိုင်ပေးမှရမှာမို့ပါငါပြောတာခဏနားထောင်တက်မောင်မောင်ကရှေ့ကဝီစကီ ခွက်ကိုတရှိန်ထိုးမောချလိုက်တယ်ပြော့ကွာမြန်မြန်ပြော့အောင်ဆိုးမိုးကအေးဒီတာမျိုးရဲ့မျက်နှာကိုကြည့်လိုက်တယ်သူ့မှာကိုဝင်ရှိနေပြီတက်မောင်မောင်ကအောင်ဆိုးမိုးကိုမျက်လုံးပြူးပြီးကြည့်လိုက်တယ်အဲ့ဒါငါနဲ့ဘာဆိုင်လဲလက်ရှိသူကမင်းစော်လေး အောင်စိုးမိုးကမျက်လုံးကိုစုံမိတ်ပြီးအန်ကျိတ်ထားလိုက်တယ်။ပြီးမှစိတ်ကိုလျှော့ချပြီးကိုဝင်ကလေးလာတငယ်ချင်းတက်မောင်မောင်ကရှေ့ကစပွဲကိုစောင့်ကန်လိုက်တယ်။အမီးပကံပြားတစ်ချက်ကအောက်ကိုမှောက်ကုန်တယ်။ငါကိုဝင်လို့ပြောချင်တာလားဟဲ့ကောင်။လီလာမင်းသူ့အကြောင်းဘလောက်သိလဲ။လူတကာနဲ့ကုန်းနေတာဖြင့်အောင်စိုးမိုးရဲ့လက်သေးချက်ကြောင့်တက်မောင်မောင်နောက်ကိုလန်သွားတယ် မင်းမမိုက်ရိုင်းနဲ့ဟဲ့ကောင်အလိုမသာတုတ်ကြောင်မင်းငါ့ကိုလာမဲနေတယ်သူ့ကိုဝင်ဆိုမင်းတောင်းဝင်ယူလိုက်လीမင်းကအခုလက်ရှိသူ့ဘဲပဲဟာဒီကောင်အောင်စိုးမိုးကတက်မောင်းမောင်းကိုတက်ခွာပြီးထိုးဖို့ပြင်းတယ်အကူတော်ပါတော့တောင်းမှန်ပါတယ်အေးဒီရာမျိုးကအခန်းထောက်မှာကြောက်လန့်တကြားကတ်နေရင်းကအော်တယ်သူ့ဘိုက်ထဲမှာကမင်းကလေးမင်းသွေးမင်းသွေးသားกว่าအဲ့ဒါမင်းသိလား သူ့မင်းကိုတိုင်လိုက်ရင်မင်းကိုတက်ကဖြုတ်ပစ်မှာခွတ်ဒီတခါတော့တက်မောင်မောင်ကအန်အောင်ဆိုးမိုးကိုထိုးထည့်လိုက်တာပါသူတို့နှစ်ယောက်လုံးထွေးနေချိန် KTV ကစပွဲထိုးတွေဝင်လာဆွဲကြပါတော့တယ်ဟင်သူတို့နှစ်ယောက်လုံးသတိထားမိလိုက်ချိန်အခန်းထဲတွင် အေးတီတာမျိုးမရှိတော့အစစ်ခံချက်ကဒီနေရာမှာအဆုံးသတ်ပါတယ်ကျွန်တော်ဖိုင်တွဲကိုပိတ်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။တက်မောင်မောင်နဲ့အောင်ဆိုးမှုနှစ်ယောက်လုံးရဲ့အစ်စ်ခံချက်ကဒီနေရာမှာပဲစင်သူအဆုံးတက်သွားကြတယ်။အေးဒီရာမျိုးကိုသူတို့နောက်ဆုံးတွေ့လိုက်တာမြင်းနီကုန်းက KTV မှာပေါ့။မြင်းနီကုန်းဆိုတာလွိုက်ကော်မျိုးကနေမိုးပြေဖက်အထွက်မှာရှိတာပါ။အေးဒီရာမျိုးရဲ့အလောင်းကြတော့အဲ့ဒီကနေစန့်ကျင်ဘက် -30 နီးပါးဝေးတဲ့ ဖရူဆိုကတောင်ယာတန်းတွေမှာသွားတွေ့တာသူတို့နှစ်ယောက်တည်းဘယ်သူကတရားခံဖြစ်နိုင်လဲတက်မောင်မောင်လားအောင်ဆိုးမိုးလားဘယ်သူဆိုပိုဖြစ်နိုင်လဲမျက်လုံးမိတ်စင်းစားနေရင်ကကျွန်တော်မျက်နာပေါ်ပူနွေးဆူဆွတဲ့ပြစ်ချွဲချွဲအရေးတစ်စက်တောက်ခနဲ့ကြလာတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်အပေါ်တဲ့တဲ့ထုတ်တန်းမှာကျိုးစားလူလူ တွဲလောင်းကြနေတဲ့အရာကလွဲလို့ဘာမှမရှိပါပေါ်ကြလာတဲ့အရေးတွေကိုကင်ကြည့်လိုက်တယ်ညီဆူဆူအနဲ့အိမ်မြောင်သေးများလားအဲ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 ဟောကျွန်တော် နားတယ်မွေးကင်းစကလေးတယောက်နားကျင်လို့អော်လိုက်တဲ့အတန်တဲ့တဲ့ဟိုဘက်ဖဲဝိုင်းကសុញ្ញန်တန်တွေကိုပါကြော်လွန်ပြီးကြားရတာ ကျွန်တော်အပေါ်တဲ့တဲ့ကလာတဲ့အတန်ဟောထုတ်တန်းပေါ်ကကြိုးစားလို့အရာဟာတပြေးပြေးရှေးလာပါလားမိသည်အယောင်အောက်မှာပြစ်ချွဲချွဲအရေးတွေလဲ့နေတဲ့အဲ့ဒီအရာဟာကျွန်တော်စီဆင်းလာနေတယ်လို့ပဲဖြူဖက်ဖြူရောအယောင်နဲ့ပြန်နှမ်းနှမ်းရောရှက်ထားပြီးလိန်ကောက်နေတဲ့ရှေမျောမျောအရာဟာတည်တည်ချာချာကြီးကျွန်တော်မျက်နာစီ ဥတီလာနေတာဘာကြီးလဲတရိษံတကောင်ရဲ့ဥလားမွေတကောင်များလားဒါမှမဟုတ်ခုနကလေးငူတန်ကြားရတော့ဒါဆိုဒါဒါကလေးအချင်းကချက်ကျိုးဝုန်းအာမလာနဲ့အဲ့ဒီအချင်းအခန်းတကားမကြီးဟာရုတ်တရက်ပွင့်လာလို့ကျွန်တော်ထအော်လိုက်တယ်တကားဝါမှာကုထေးအောင် ကိုပိုင်စအဟဲကျွန်တော်ရှိတာကုန်ပြီဗျာအဲ့ဒါပြန်လိုက်ချင်လို့ငွေနည်းနည်းလောက်ချီးပါလားအများကြီးမဟုတ်ပါဘူးတပလင်းလောက်ပဲကိုပိုင်စခမရဘာဖြစ်နေတာလဲကျွန်တော်ထုတ်တန်းပေါ်လက်ညှိုးထိုးပြလိုက်တယ်အပေါ်မှာအပေါ်မှာကိုထီးအောင်ကအပေါ်ကိုမော့ကြည့်တယ်ဘာလဲဗျဘာမှလည်းမတွေ့ဘူးလှုပ်ပါဗျာဟိုမှာပွဲကကောင်းနေပြီ 9000လောက်ရှိလဲဖြစ်တယ်။ဒီတော့မှကျွန်တော်လည်းသတိဝင်လာတယ်။ဘောင်းမီအိတ်ထဲက9000နဲ့နှစ်ရက်ကိုကိုထီးအောင်ကိုလှမ်းပေးလိုက်တယ်။음ခမရတော့အမှုတွဲဖိုင်ဖက်ပြီးအိတ်မက်ဆိုးမက်တာထင်နေ။အိမ်မရလဲဒီဘက်ဝိုင်းကူးခဲ့လေဗျာကုထေးအောင်ထွက်သွားတော့ကျွန်တော်တယောက်တည်းအခန်းထဲမှာကြံခဲ့ပြန်ပါလေကျမ်းမြင်ပေါ်ကအမှုတွဲပြီးမှကျွန်တော်ထိုင်ချလိုက်တယ် ခုနကျွန်တော်တီချာမြင်လိုက်ရတဲ့ထုတ်တန်းပေါ်ကအရာမွေးကင်းစကလေးတယောက်ရဲ့ချက်ကျိုးလိုဟာမျိုးအေးဒီရာမျိုးဟာကိုဝင်လေးလာလွယ်ထားရတာဆိုတော့အဲ့ဒီကလေးလေးများအာကျွန်တော်အတော်လေးခြောက်ခြားလာတယ်ဘာကြောင့်လဲကျွန်တော်အနီးနားတဝိုက် သူတို့ရှိနေတာဘာသဘောလဲကိုထေးအောင် ပြောသလိုသူ့ကိုတတ်တဲ့တရားခံကို ေါ်ထုတ်ပေးစီခြင်းလို့လားဒါဆိုတရားခံကိုကျွန်တော်သိနေတယ်ဆိုတာမျိုးလားဟိုကောင်လေးအာကာတမမောင်နဲ့အောင်ဆူးမမဟုတ်ရင်အနီးဆက်ဆုံးတရားခံကသူ့စီပဲညွန်ပြနေတယ်ကိုဆိုင်စီကအေးဒီရာမျိုးရဲ့အလောင်းပုံတွေပါတဲ့စီဒီခွေကို သူ့ဘာကြောင့်ယူသွားခဲ့တာလဲနောက်ပြီးအေးဒီရာမျိုးအလောင်းကိုတွေ့တဲ့နေရာကသူ့ဆိုင်နဲ့မလန်မကန်းမှာ သူနဲ့အေးဒီတာမျိုးဘာပတ်သက်နေလဲကျွန်တော်သိဖို့လိုတယ်နောက်တစ်ခုကအောင်စိုးမိုးရဲ့အစစ်ခံချက်ထဲမှာပါတဲ့အေးဒီတာမျိုးကိုတစ်ဖက်သက်လိုက်ကြိုက်နေတဲ့ဖရူဆိုကကောင်လေးဆိုတာအာကာများလားဒီကိစ္စကိုထေးအောင်ကိုကျွန်တော်ပြောပြလိုက်ရမလားဟာကွာအေးတယ်ကျွန်တော်အခန်းစီကစူးစူးညံ့ညံ့အသံတွေဟိုဘက်ခန်းကမီးလာနေတယ်ဟာ ဒါဆိုမီးသီးကျွမ်းတာပဲဟိုဘက်ခန်းပြောင်းရမယ်ကိုပိုင်စခမရအခန်းကမီးသီးကကျွမ်းသွားပြန်ပြီထင်တယ်ကိုထေးအောင်တို့ဖဲဝိုင်းတစ်ခုလုံးစူညံပွက်လို့ရိုက်ပြီးဒီဘက်အခန်းစီရွှေ့လာကြပါတယ်ကျွန်တော်အခန်းကမီးသီးကညနေကပဲလဲထားတာပါဘယ်ငယ်ဖြစ်တာပါလိမ့်အေးဒီရာမျိုးများနှောက်နေပြန်ပြီလားဟူးကျွန်တော်စိတ်တော်တော်ညစ်သွားတယ်ကြောက်လဲကြောက်နေပြီ နေရာပေါင်းစုံပုံစံပေါင်းစုံနှီးပေါင်းစုံနဲ့ကျွန်တော်ကိုတွယ်ကပ်နေပါသည်ကောမိမောင်နေတဲ့ဟိုဘက်အခန်းကိုလည်းမပြန်ရဲတော့တာမို့ကိုထေးအောင်ဆောင်ကိုယူပြီးဖဲဝိုင်းပေးပဲခေါင်းမီးချုံကွေးလိုက်တော့တယ်ဖုန်းတန်ကြောင့်ကျွန်တော်နိုးလာတယ်ဟုတ်ကဲ့ကိုဖိလစ်ကျွန်တော်ဈေးရှိရလက်ဖက်ရည်ဆိုင်မှာရောက်နေပြီကိုပိုင်စာအော်ဟုတ်ကဲ့ဗျာခဏလေးဆောင်ဗျာကျွန်တော်ထွက်လာပြီ ကျွန်တော်ညာကိုထီအောင်ခန်းမှာပဲအိပ်ပျော်သွားခဲ့တာစိတ်လိပ်ပြခွက်တွေအရက်ပလင်းတွေ ခွက်တွေကဒီအတိုင်းပဲဖဲထုံတဲ့ပကံပြားက ကိုထီအောင်အိပ်ရပေါ်မှာကိုထီအောင်ကတော့မရှိတော့ဘူးဒီလူဘယ်သွားတာပါလဲဩဒီနေ့အေးဒီတာမျိုးရက်လေလိုက်ကိုကိုသွားမယ်လို့သူပြောချတာပဲဟူးမိုးလင်းတာနဲ့ကျွန်တော်အတွေ့တဲ့ဒီနာမည်ကစပါလာပြီ ဘယ်တော့များမှငါပတ်ဝန်းကျင်ကပျောက်ကွယ်သွားမှလဲအေးဒီတာမျိုးရဲ့ကျွန်တော်တော့တိုက်ရေမိုးချိုးအဝတ်အစားလဲဖို့ကိုယ့်အခန်းကိုပြန်လာလိုက်တယ်ကျွီခန်းတကားကိုကျွန်တော်တွန့်ဖွင့်လိုက်တယ်ဟာညတော့ကကျွမ်းသားတယ်ဆိုတော့မီးကလင်းထိန်လို့နေပါတယ်ဘာတွေလဲကွာဖြစ်ချင်တာဒါဖြစ်နေလိုက်တော့ဟေ့ ဒီမြို့ရဲ့တခုသီးသောလက်ဖက်ရည်ဆိုင်လေးထဲမှာကိုဖီလက်ဟာအီကြာကွေးကိုလက်ဖက်ရည်နဲ့တို့ပြီးပလုတ်ပလောင်စားနေပါတယ်။မူဆဲ့ရီငါ့ကိုပေါ်စိန်တစ်ခွက်ဟေးပါဇက်ကသာအရသာခမ်းပြီးမှားလိုက်ရတာပါ။ကယန်းမလေးမူဆဲ့ကသူ့ဖြောခြင်းအားဖြောတာရဲ့။ကိုပိုင်စငါဒီနေ့ယာအီပရာယာထက်ဆင်းရမယ်။ ရာအေးပရာထက်ဆင်းရမယ်။ကလေးတွေတည်တဲ့ကိစ္စနီးစက်တဲ့အဖြေတစ်ခုရထားတယ်။နင့်အတွက်လည်းသတင်းတစ်ခုဖြစ်နိုင်တယ်ဗျ။နေပါအောင်ကိုဖီလစ်ဒီမှာကြည့်။ကိုဖီလစ်ကဓာတ်ပုံတချို့ကျွန်တော်ရှိကူထိုးပေးတယ်။ဘာမှမသိတဲ့ဆက်တွေနဲ့တဲတန်းရှိကြီးတစ်ခုရဲ့ပျောက်ကြားနဲ့လူတချို့ရဲ့ကိုခတ်ဝေးဝေးကရိုက်ထားတဲ့ပုံတွေပါ။ဒါကဘာပုံတွေလဲဗျ။ကိုဖီလစ်ကငိမ့်ညံ့ရေးအဖွဲ့အစည်းတစ်ခုနာမည်ကိုခတ်တူးတူးပြောတယ်။ ညာအီဘရာချောင်းချောင်းဖျားမှာသူတို့အဖွဲ့ကတရုတ်တွေကိုတတူလောက်ွက်တစ်ခုပေးထားတယ်။အဲ့ဒီမှာတခါလဲတတူတွေကိုအကျဉ်းတန့်စင်လာတယ်ဗျာ။တန့်စင်ပြီးတဲ့စွန့်ပစ်ဓာတုပစ္စည်းတွေကိုညာအီဘရာချောင်းနဲ့စွန့်ပစ်ကြတာလေဗျာ။ဒီပုံကိုကြည့်ဒါကညာအီဘရာချောင်းဒါကချောင်းကိုတွယ်ချထားတဲ့ပိုက်လိုင်း။ဟာဒါဆိုချောင်းအောက်ဖက်ရွာတွေက အဲ့ဒီချောင်းရီကိုသုံးတဲ့လူတွေတော့ဒုက္ခရောက်ပြီပဲဟုတ်တယ်ကိုပိုင်စအထူးသဖြင့်ကိုခံအားနှုနယ်တဲ့ကလေးတွေကအသက်ပါပီးလိုက်ရပုံပဲတန်းနဲ့ဒီပုံတွေခမရဘဲကရတာလဲခမရကိုယ်တိုင်သွားရိုက်ထားတာလားအဲ့ဒီပတ်ဝန်းကျင်မှာလက်နဲ့ကင်တွေနဲ့ငါကဘလူအနာကတ်လူရမှာလဲဒါခက်စော်စီကရလာတာ ။အော်ဒီလူစီကကိုမနေ့ကတောင်ကျွန်တော်အခန်းမှာဒီလူဖဲလာရိုက်သွားသေးတယ်။အေးလွန်ခဲ့တဲ့နှစ်လလောက်ကသူရဲ့ကန္နာယဝတီတိုင်းကဘိုကိတ်ရဲ့ KNBB ကအမှတ်3ခရိုင်မှုကိုလော်ကိုလော်ရယ်ရဲ့တစ်တော့ကိစ္စနဲ့အဲ့ဒီဖဲသွားကြတယ်တဲ့။ကိုလော်ရယ်ပါလာတော့အဲ့ဒီနေရာကိုအလွဲတကူဝင်လို့ရတာနဲ့ဓာတ်ပုံတွေခိုးရိုက်လာတာတဲ့။အင်း ီလိုဆိုတော့လေဒီလူကမဆိုးပါဘူးဆိုးတယ်ဟာဒီတက်ပုံนี่ပေးခြင်းလို့ပေးသွားတာမဟုတ်ဘူးငါအထက်အရာရှိပြင်သစ်မှမစ်ရှယ်ကိုဒီတက်ပုံတွေတပုံ9000နဲ့ရောင်းစားသွားတာဟာကောင်းပါလိဗျာဒီဘဲကတော့ချီကျူးမိတာတော့မှားတယ်အခုငါယာအေဘရာဆင်းပြီးချောင်းရီကိုနမူနာယူသွားမလို့ဓာခွဲဆန်းတက်ပြီးအနေရရှိနေပြီဆို ပြည်နယ်အစိုးရကိုအတိပေးတဲ့အတိပေးတဲ့နာအတိပေးပြီးတခြား NGO တွေနဲ့ပါတိုင်ပင်ကြပြီးလှုပ်ဆရာရှိတာလှုပ်ရအောင်ပါနေရောလိုက်အောင်မလားဒီသတင်းကလွိုက်ကော်ကမခိုင်တို့နေသွေးတို့သတင်းထောက်တွေလဲလူချင်းနေတာနော်음ဗာလဲဒီတခါလဲနေတူနဲ့တွေ့မှာကြောက်လို့လားကလေးတွေတည်တာနေတူကြောင့်မဟုတ်ဘူးနေတူဟာဆုံးမမဟုတ်ဘူးဆိုတာ တက်သေးပြနိုင်နေပြီပဲဗျမကြောက်ပါနဲ့လိုက်တော့လိုက်ချင်တယ်ဗျာပြောရရင်တော့ဒီညဟာ အေးဒီရာမျိုးရဲ့ရက်လည်ညကျွန်တော်ကြားမှုတာကလူတယောက်ရဲ့ဝိညာဉ်ဟာရက်လည်ညဆိုလိုက်နှုတ်ဆက်တက်ကြတယ်ဒီညတညကျွန်တော်အခန်းမှာ ပြန်မအိပ်ပဲလိုက်သွားတာပိုကောင်းမယ်ထင်ရဲ့ကျွန်တော်လိုက်ခဲ့မယ်ဗျာကင်မရာတော့ပြန်ယူလိုက်ဦးမယ် ဖះအကြောင်းကုန်းပေါ်ကနေကြည့်ရင်မီးရောင်လဲ့လဲ့တချို့ကလွဲ့ပြီးယာအေဘရာယွာလေးဟာမှောင်မိုက်တိတ်ဆိတ်နေတယ်။ညနေကယွာလူကြီးဥဘောဇအကူရဲ့ယွာသားအချို့ရဲ့နဲ့ကလေးတွေတည်တဲ့ကိစ္စယာအေဘရာချောင်းရီကိုနေ့စဉ်အသုံးပြုနေကြတဲ့ကိစ္စတွေကိုကျွန်တော်အင်တာဗျူးလုပ်ရတယ်။သတင်းပညာအရချောင်းဖျားကတတ္တုတန့်စင်စက်ယုံကိစ္စနဲ့ဒီကုတ်တွေကိုတွဲပေးလိုက်နိုင်ရင် investigative ဆောင်းပါးကောင်းတစ်ပုဒ်တစ်ခုဆောင်းပါးကောင်းတစ်ပုဒ်ကျွန်တော်အတွေ့ထွက်လာမှာသိကြတယ်ကိုဖီလီကတော့ဖခင်ကြောင့်ဘေးကတဲလေးမှာသူ့အလုပ်အတွေ့အစီရင်ခံစာတစ်ဆောင်ကို laptop နဲ့ရေးနေတယ်ကျွန်တော်တယောက်တည်းရွာလူကြီးလက်ဆောင်ပို့လိုက်တဲ့စုပ်ခေါင်းတအိုးရယ်ကယောဝက်သားဟင်းတစ်ခွက်ရယ်ကြက်သားကိုကြက်တိုက်กินထားတာတစ်ချောင်းရယ်နဲ့ ကျောင်းထိုင်ဆရာတော်ဖာသာပေးထားတဲ့ဓက်ခဲမီးစလိုက်လေးတစ်ခုသာကျွန်တော်နာပြပြလေးလင်းလို့ဒီနေ့တော့ရောက်ကလေးကဒေါ်နေသူရှိတဲ့စမ်းချောင်းအောက်ဖက်ကိုကျွန်တော်လုံးဝမသွားကြည့်ခဲ့ပါဘူးဟိုတခါလိုစိတ်အနှောက်ရှက်တွေမဖြစ်ချင်ဘူးလေစုပ်ခေါင်ကလည်းရှာတတနဲ့တော်တော်လေးကိုအရသာရှိတယ်ကယောဝတာဟင်းကတော့စားပေါ့ပေါ့မှအဆက်ကဲထားတဲ့အရသာမျိုးသူတို့စီကဝက်ကလေးတွေက အကောင်သေးသေးကြစ်ကြစ်လေးတွေမှုအစီနေပြီးအခောက်ကထူတယ်အသားလည်းထူတယ်ဂိဂိဂိဖះရှိခိုးကြောင်ခေါင်မိုးချွန်ချွန်ပေါ်ကနေဘာမှမသိတဲ့ညံ့ငဲ့တကောင်ကအော်ပြီးပြန်သွားတယ်အဲ့ဒီအချိန်ကျွန်တော်ပခုံးပေါ်လက်တစ်ဖက်ကဖြန့်ကနေဟာကိုဖီလစ်ခမရဗျာမပြောမစုံနဲ့လန့်တာ ခမရထဲကျွန်တော်ကပိုလန့်နေတာတဲတဲခဏလိုက်ခဲ့အောင်ကိုဖီလစ်ခေါ်လို့ကျွန်တော်ဖះเจ้าဘေးကတဲတဲကျွန်တော်လိုက်ခဲ့လိုက်ပါတယ်တဲရှိကိုရောက်တော့တဖြက်ဖြက်အသံနေပြီးတော့ညက်နေကကွပစ်ပေါ် တင်ထားခဲ့တဲ့ကျွန်တော်ကင်မရာဟာအလိုအလျောက် flash me တွေပါပွင့်ပြီးတဖြက်ဖြက်ဓာတ်ပုံတွေရိုက်နေတယ်ဒါဘာဖြစ်တာလဲကိုပိုင်းစခမရကင်မရာက ရုတ်တရက်ကြီးထဖြစ်တာ ကျွန်တော်ကင်မရာကိုသွားယူပြီးဓာတ်ခဲကိုအမြန်ဖြုတ်လိုက်ပါတယ်ကျွန်တော်ကင်မရာကတစ်ခါတခါဒီလိုပဲကြောင်နေကိုဖီလစ်ကိုဖီလစ်ကတော့ခေါင်းကုတ်ပါတယ်ခမည်းကင်မရာက လူတယောက်ခလုတ်နှိပ်နေသလိုကြီးဗျာကျွန်တော်ဖြင့်လန့်သွားတာပဲကဲလုံးစရာရှိတာဆက်လုပ်ဗျာကျွန်တော်လည်းအပြင်မှာခောင်ရည်နဲ့ဝတ်သားကြံတာလေးဖြတ်လိုက်ပါဦးမယ်ကျွန်တော်အပြင်ဘက်ကိုပြန်ထွက်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကိုမှင်မှင်တက်မိတယ် တောက်လက်စစုတ်ခေါင်အိုးဟာညီကြီးပေါ်မှာလဲလို့ဝတ်သားရင်ပကံဟာလဲမှောက်ခုံကြက်သားရင်ကြက်သားကင်ကလဲခက်ဝေးဝေးညီကြီးထဲမှာဘယ်သူလောက်တာလဲပဝင်းကျင်ကိုကြည်လိုက်တော့မီးရောင်တဲ့တဲ့အောက်ခက်လန်းလန်းတောဆက်မှာအကျော်ပြိုင်ပြိုင်ထနေတဲ့ခြေထောက်တစုံနေသူနေသူဟာကျွန်တော့ကိုအမှောင်ထဲကနေစိုက်ကြည့်နေပါလေသူ့သွားမဲမဲတွေ တွန့်နေတဲ့ပရည်တွေနဲ့လိန်ကောက်ကောက်သပင်ဖြူတွေကျွန်တော်မှတ်မိပါတယ်ဒါနဲတူပဲခမရဘာလုပ်တာလဲကျွန်တော်អော်ပြောလိုက်တယ်နဲတူကကျွန်တော်ရှိတာလက်ညှိုးထိုးပြီးကယောဘာသာနဲ့ထက်ရွတ်နေပြန်ပါလေခမရသွားခတ်သွားခမရနဲ့ကြုတ်ဘာပြဿနာရှိလို့လဲဒီတခါတော့ကျွန်တော်ပောက်ကွဲပါပြီမစီမဆိုင်တောက်လက်ဆောက်တောက်လက်ဆောက် ခေါင်အိုးနဲ့အမီးတွေကိုမှောက်ပြက်တဲ့အဖွားကြီးကိုပိုင်စကိုပိုင်စဘာဖြစ်တာလဲကိုဖိလစ်ဟာကျွန်တော်နားရောက်လာပါတယ်ဖခင်เจ้าနဲ့အเจ้าထိုင်ဖာသာနဲ့ခင်ကြီးလဲကျွန်တော်စီအပြေးလွှားရောက်လာကြတယ်ဟိုမှာအဖွားကြီးကျွန်တော်စားနေတောက်နေတာလေးကိုမှောက်ပြက်သွားတယ်ဘယ်အဖွားကြီးလဲဟိုမှာလေနဲတူဆိုတဲ့အဖွားကြီးခမရတို့ရောက်လာလို့ထွက်ပြေးသွားတာ ကိုဖစ်လက်ကမျက်လုံးပြူးကြီးနဲ့ကျွန်တော်ကိုကြည့်တယ်။ကိုပိုင်စနေညက်နေကဥပ္ပစကို ပြောတာကိုမိနေတာလား။ဘာကိုလဲ။နေသူကတလောကဒုပြန်သွားပြီးနောက်တနေ့ညမှာပဲရုတ်တရက်ဆုံးသွားလို့အသူဘချက်ချင်းချလိုက်ပြီဆိုတာလေကွာ။ဟာဟုတ်သားပဲ။ကျွန်တော်ခေါင်းနှပန်းနေချက်ချင်းကြီးသွားတယ်။ဟုတ်ကဲ့ပါရှင်။ အပိုင်းခွန်ကိုဒီနေရာမှာပဲရက်တန်းလိုက်ပြရစီနောက်လာမယ့်အပိုင်းဆက်လေးတွေကိုဆက်လက်အားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ